မြန်မာထိုင်းနယ်စပ်မြောက်ရီမြို့နယ်ဖလူးဒေသကကြောင်းဖြတ်လုက္ကိုင်းသူတွေကိုထိုင်းဘက်ခြမ်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝင်ခွင့်မပေးတာကြောင့်ယာနစ်ချီတဲ့ကြောင်းဖြတ်လုက္ကိုင်းသူတွေဟာတောင်ရင်မြကန်းတခြားမှာပြိမိနေကြပါတယ်။ဖလူးဒေသမှာ DKPA ရဲ့အကာအကွယ်အောက်လဲပတ်နေတဲ့ကြောင်းဖြတ်လုပ်ငန်းတွေကိုကရင်အမျိုးသားအစည်းအရုံး KNU ကဖမ်းဆီးပြီးတဲ့နောက်ကြောင်းဖြတ်လုက္ကိုင်းသူရပေါင်းများစွာဟာတောင်ရင်မြကိုဖျက်ပြီးထိုင်းနိုင်ငံထဲဝင်ဖို့ကြိုးစားခဲ့ကြပေမဲ့ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကဝင်ခွင့်မပြုတဲ့အတွက် နှစ်နိုင်ငံကြားမှာရှိတဲ့တောင်ရင်မြကန်းတလျှောက်တောင်ပြင်မှာပိတ်မိနေတာပါထိုင်းနိုင်ငံတည်းဝင်ခွင့်မရသေးတဲ့နိုင်ငံဆောင်ကကြားပြင်းလုပ်ငန်းတွေမှာလုက္ကင်ခဲ့သူတွေဟာရာသီဥတုအေးလွန်းတာကြောင့်မနေ့ညပိုင်းကတောင်ရင်မြတောင်ပြင်မှာမီးလုံနေခဲ့ကြပြီးအဲ့ဒီအခြေအနေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးကမှတ်တမ်းတပ်ပုံရိုက်ကူးခဲ့ပါတယ်မနေ့ကကြားပြင်းလုပ်ငန်းတွေမှာလုက္ကင်ခဲ့သူ900ကျော်ထိုင်းနိုင်ငံနေဆက်တဲ့ဝင်ရောက်လာပြီးမင်းလက်ပံဒေသမှာတိုက်ပွဲတွေထပ်ဖြစ်နေလို့ထွက်ပြေးလာခဲ့သူတွေရာပေါင်းများစွာထက်ရှိနေသေးတယ်လို့ ထိုင်းလူကြိုရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်စစ်တပ်ဟာ KNU ဝင်ရောက်ဖမ်းဆီးထားတဲ့ကြားဖြတ်လုပ်ငန်းတွေအနည်းကိုမနေ့ကဘုံကျဲခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့တော်လရဲ့အဖွဲ့တွေကြားဖြတ်လုပ်သူတွေတော့အထိခိုက်မှုမရှိဘူးလို့ဒေသခံတရင်းမဲ့တို့ကပြောပါတယ်မင်းလပန်ဒေသမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလည်းလေကြောင်းတပ်ခတ်မှုနေစဉ်ပြုလုပ်နေတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU တရင်းရင်မြက်ကမနေ့က People's Spin ကိုပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်မှာ စစ်ကောင်စီတပ်ဟာမင်းလက်ပံဒေသကိုနေမြေစိုးမိုးရေးအင်အားသုံးထိုးစစ်ဆင်လာတာကြောင့် KNU တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ DKPA ဗိုလ်မှူးကြီးနိုင်လွင်ဦးဆောင်တဲ့တပ်ဖွဲ့ကစစ်တပ်နဲ့ပူးပေါင်းပြီး KNU တပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့တာကြောင့် DKPA တပ်ဖွဲ့တွေတပ်ဆွဲရနေရာကိုရှင်းလင်းခဲ့တယ်လို့လည်း KNU ကအသိပေးထားပါတယ်။အဲ့ဒီရှင်းလင်းမှုမှာ DKPA တပ်ဖွဲ့ဝင်အနည်းဆုံးအယောက်230လက်နက်ချခဲ့တယ်လို့ DKPA ရဲ့အခြေချစကန်ကိုသိမ်းပိုင်နိုင်ခဲ့ပြီး ငွေလိမ်လုပ်ငန်းလုပ်ကံရာခြံဝန်းကိုပါတွေ့ရှိခဲ့တာပါဒီ KPA တက်ခွက်တက်ဆွဲထားတဲ့နေရာဟာနိုင်ငံပေါင်းစုံက ထောင်ထဲချတဲ့သူတွေကိုဂိတ်အထက်ထပ်ပိတ်ပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ခြံဝန်းဖြစ်နေတာလို့ KNU ကထုတ်ပြန်ထားပါတယ်ရှင်